သွေးပောင်ကျပြီဆိုလို့ရှိရင်ဘလို့လက္ခဏာတွေပြလဲဆိုပြီးတော့ကျွန်တော်ကိုတယောက်ကမေးထားပါတယ်ဒီနေ့မှအဲ့ဒါကိုဖြစ်ပြီးတော့မှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်သွေးပောင်ကျပြီဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့လက္ခဏာတွေဖြစ်လာမှဖြစ်ပါတယ်အဲပထမဆုံးလက္ခဏာအနေနဲ့ကကြာတော့ခေါင်းမူးတာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့သွေးပောင်ချိန်ကျမကျအောင်တိုင်းကြည့်လို့ရှိရင်သိနိုင်ပါတယ်ဒါပေမဲ့တစ်ခါလေးမှာကျွန်တော်တို့ကတိုင်းလို့မရတဲ့အခြေအနေဖြစ်နေခဲ့မှာဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့လက္ခဏာတွေနဲ့ချိန်ပြီးတော့ကိုကသွေးပောင် ကြနေတာဟုတ်မဟုတ်ကိုအကျဉ်းအဖြစ်ဆုံးဖြတ်လို့ရပါတယ်။သိကြချင်တဲ့ဆိုလို့ရှိရင်တော့သွေးပံကိုချက်ချင်းတိုင်းကြည့်လိုက်ပါ။အဲ့တော့ယောဂလက္ခဏာတွေအနေနဲ့ဆိုလို့ရှိရင်တော့ခေါင်းမူးတာဖြစ်နိုင်ပါတယ်။ခေါင်းမူးတယ်အထိုင်ထားမှာခေါင်းမူးတယ်ဒါဆိုရင်သွေးပံကြနေတာဖြစ်နိုင်ပါတယ်။အဲပြီးလို့ရှိရင်အထိုင်ထားမှာမိုက်ခနဲဖြစ်တယ်ဒါဆိုလို့ရှိရင်လည်းသွေးပံကြနေတာဖြစ်နိုင်တယ်။အဲပြီးတဲ့အခါမှာဆိုလို့ရှိရင်မျက်စိကြည့်လို့မကောင်းတာမျက်စိတွေဝါးနေတာအစအကောင်ပြီးတော့မှမျက်စိတွေဝါးလာတယ်မျက်စိတွေ မှုန်လာတယ်မျက်စိပြလာတယ်ဆိုလို့ရှိရင်လည်းဒါကသွေးပေါင်ကျနေတာဖြစ်နိုင်ပါတယ်။အဲပြီးတဲ့အခါမှာဆိုလို့ရှိရင်ရုတ်တရက်အားမရှိသလိုခံစားရတာအားကုန်သွားတာဒါမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်လည်းသွေးပေါင်ကျတဲ့လက္ခဏာတွေမှာပါဝင်ပါတယ်။အဲပြီးလို့ရှိရင်ပြုတ်အန်တာဒါမျိုးတွေလည်းပါဝင်တယ်။ပြီးတော့ဒီလက်တွေခြေောက်တွေကန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အေးဆက်ဆက်ဖြစ်နေမယ်။အရေပြားကအေးနေမယ်။ရေခဲတုံးကြရတယ်လို့ဖြစ်နေခဲ့မှာဆိုလို့ရှိရင်ဒါကသွေးပေါင်ကျတဲ့လက္ခဏာတွေမှာပါဝင်ပါတယ်။ဒါပြေုံမှာ လူနာကိုကြိလိုက်မယ်ဆိုလို့ရှိရင်လေလူနာကခုခုအာရုံမစိုက်နိုင်ဘူး။ကြောင်ကန်းဖြစ်နေတယ်။ဒါမျိုးဆိုလို့ရှိရင်လေသွေးပောင်ကျတဲ့လက္ခဏာတွေမှာပါဝင်ပါတယ်။ပြီးတဲ့အခါမှာအရန်သွေးပောင်ကျသွားပြီဆိုလို့ရှိရင်တော့အသက်ရှူမြန်လာတာမျိုးဖြစ်နိုင်တယ်။ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီစီးထွက်တာနဲသွားတာစီးနဲသွားတာဒါမျိုးတွေဖြစ်နိုင်တယ်။ကြောင်ကန်းတွေပြောမယ်။နောက်ဆုံးတတိလစ်ပြီးတော့ဒါအသက်နေတဲ့အထိဖြစ်နိုင်ပါတယ်။အော်သွေးပောင်ကျစေတဲ့ချက်တွေကတော့အများကြီးရှိတယ်။ အဲတချို့ဟာတွေကပြဿနာပဲရှိတချို့ဟာတွေကကြာတော့အတက်အနေတွေဖြစ်နိုင်တယ်ဥပမာအဖြစ်နှလုံးသွေးကြောပိတ်လို့သွေးပေါင်ကျတာဆိုလို့ရှိရင်အတက်အနေရှိတယ်ချက်ချင်းစိတ်ယုံသွားဖို့လိုအပ်တယ်တစ်ခါလေးမှကျွန်တော်တို့ကနေပြင်းလို့ဆိုပြီးတော့ရွှေထွက်များတယ်အဲ့လိုနဲ့သွေးပေါင်ခဏလေးကျသွားတယ်အဲ့တော့ပြဿနာအရင်မရှိတတ်ဘူးဓာတ်စားပြန်တောက်လိုက်လို့ရှိရင်သွေးပေါင်ကပြန်ပြီးတော့တက်လာမှာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင်ကိုယ့်ဘာသာကိုကုလို့ရတယ်ခုနလိုမျိုးနှလုံးသွေးကြောပိတ်သွားတာသို့မဟုတ်ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုရပြီးသွေးထွက်များပြီးတော့ သွေးပေါင်ကျသွားတာဒါမျိုးဆိုရင်တော့အန်ရဲ့အရန်ရှိတယ်စေယုံကိုချက်ချင်းသွားပြီးတော့ဆီအောင်နဲ့ကုတမပြောင်းမဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့သွေးပေါင်ကျရဲဆိုတာကိုကျွန်တော်ပြောချင်တာကတော့60 60အောက်သွေးပေါင်ရောက်တာကိုသွေးပေါင်ကျရဲလို့ကျွန်တော်ကပြောရချင်းဖြစ်ပါတယ်เนาะဟုတ်ပြီစိပညာမှာလည်းဒီလိုသတ်မှတ်ထားတယ်သွေးပေါင်ကြပြီ hypotension လို့သတ်မှတ်ပြီဆိုလို့ရှိရင်သွေးပေါင်ချိန်60 60အောက်ကျောက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးသတ်မှတ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိကျင်တာရှိရင်လည်းကိုယ်ပတ်မှာမေးလို့ရပါတယ် ဲ့တော့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်